ဟယ်လိုအားလုံးမင်္ဂလာပါဖူဘောမချင်းကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာယူနိုက်တက်ကအိမ်ကွင်းမှာဝက်ဆမ်ကို2-0ဆိုရရလဲနဲ့ကျွန်တော်ရှုံးနေဆိုတော့အခုလက်ရှိရှုံးနေတဲ့အတွက်ကျွန်တော်ဒါအဆင့်16ကိုရောက်လာပြီနော်ကိုအောင်မှာစပါပဲကျွန်တော်တယ်နော်စပါနဲ့ယူနိုက်တက်ကတော့ဘယ်ဘယ်ပဲဖြစ်ဖြစ်နော်အတူတူလူလူဖြစ်နေတာနော်ယူရိုပါလိဖိုင်နယ်လဲအတူတူနော်အဆင့်16ဆက်ကွန်လဲအတူတူ45လဲအတူတူ73 74လဲအတူတူဒါမျိုးတွေဖြစ်နေတာတော်တော်တိုင်ပတ်တယ်ဆိုတော့အိမ်ကွင်းမှာ2-0နဲ့ကျွန်တော်ရှုံးနေအမူရင်းကတော့ဗောနော်ဒီပွဲရှုံးပြီးတဲ့အခါမှာ ဟိုအရာအလုံးကသူသူတောင်းယူမှုတွေပေါ့နော်ဒါသူကြောင့်ဖြစ်ရတာကိုကစားမားတွေကိုအပြစ်တင်ဖို့မလို့သူတောင်းယူရမယ့်အရာတွေဘာညာဆိုပြီးတော့ပြောထားတယ်။ဒါပေမဲ့ဒီပွဲကနိုင်ကိုနိုင်ရမှာနိုင်ကိုနိုင်ရမှာဆိုတော့တခြားကြောင့်မဟုတ်ဘူး။ဝက်ဆန်ကဒီမတိုင်ငယ်အဆင့်ဆက်ခွန်မှာကျွန်တော်ကိုရီးယားအဆင့်16 15 14ဒီမှာလဲကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဝဲလဲနေတာ။ဆိုတော့ကိုအသင်းကစားမားတွေအနေနဲ့နီးပြအနေနဲ့မိမမေလူစင်းစုံတာပဲဖြစ်ဖြစ်မစုံတာပဲဖြစ်ဖြစ် ဟိုအချိန်ရက okay ငါတို့တို့အစင်းစက်ခွန်တော့လဲနေပြီဒါအချိန်ကြီးကောင်းနေနေထားတော့ငါတို့မဟုတ်ဘူးเนาะဒီချက်စရာကောင်းနေပြီဒီတက်ပူကောင်းကိုလှုပ်ရတော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ရမှာဘာမှကျွန်တော်တို့ဟိုမလုပ်ခဲ့ဘူးကစားမတွေနေနေ okay ငါတို့ကတော့ Europa League Final ကိုတက်ပြီးသားပဲကွာပရိသတ်တွေလည်းနားလည်မှာပါပါညာဆိုတဲ့ပုံစံမျိုးတွေနဲ့ AACC အော်ငါတို့တော့ဟေးမဖြစ်မနေနိုင်ကိုနိုင်ဖို့ဒီကွဲမှာလူတယ်ဆိုတော့ခန်းစားချက်တွေနဲ့เนาะကျွန်တော်တို့ဒါဟိုကစားသွားတာမဟုတ်ဘူးဗျာ နော်အေးစစ်စစ်ပဲငါတို့မဟုတ်လေပရီးမီးယားလိဂ်က9လေဒီရတက်မှမတက်တော့တာဆိုတဲ့ပုံစံမျိုးနော်ဟိုရှုံးနေငါတို့ဘာဖြစ်လဲဘာမှထူးခြားလာတော့မှမဟုတ်တာဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားတာဗျာဖြစ်တယ်လေတအားနိုင်တယ်ကျွန်တော်တို့ဟိုဝက်ဆမ်ဆိုလို့ရှိရင်ဒီရဒီမှာသူတို့အနေနဲ့ပေါ့နော်59ခုကျွန်တော်ပြီးထားရတယ်ကိုရီလည်းပဲ53ခုပြီးထားရတယ်နှစ်သင်းကြားထဲမှာထူးခြားလာတော့အများကြီးမရှိဘူးဒါပေမဲ့လို့ပေါ့နော်အိမ်ကွင်းလည်းဖြစ်တယ်ဟုတ်ပြီလို့ရှိရင်ကစားမတွေကိုကျွန်တော်ဒီနေ့ပွဲထုတ်လာတဲ့နေသားကိုကျွန်တော်ကြည့်တော့လေเนาะမေဆန်မောင်းတို့ပါတယ် Resmans တို့ပါတယ် Mainu တို့ Bruno တို့เนาะ Armandia လို့တို့ Leniuro တို့ပါတယ်ပြောချင်တာကအသင်းရဲ့အကူအပါတယ်ဆိုတဲ့ကစားမအများစုပါတယ်ဆိုအဲ့လိုအဲ့လိုပါတဲ့ပွဲမှာဒုတိယပိုင်းကျလို့ရှိရင်လည်းခန္ဓာချူတို့ပါလို့ကျွန်တော်တို့ထည့်တယ်အဲ့လိုပွဲမှာကိုကျွန်တော်မနိုင်တာနော် Wesam ကနီးပြ Graham Potter ကိုင်အပီးမှာထင်သလောက်တိဟုတ်မနေဘူးတော်တော်ကိုစူးစူးဝါးဝါသူတို့ကဖြစ်ထားတာဒီပွဲမတိုင်ခင်မှာဆိုလို့ရှိရင်ကျွန်တော် Wesam ကနိုင်ပွဲတွေပါတယ်တော့မှကျွန်တော်ဘယ်တော့ငါနောက်ဆုံးရခဲ့မှန်းကျွန်တော်မသိဘူး ဲ့လိုကြီးကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ဒီပွဲက United တွေပေါ့နော်ယူရိုပါလိမှာမြေမြေဘယ်နေရာမှာလဲရောက်နေပဲပျော်ပျော်ကျွန်တော်ဒီပွဲကနိုင်ကိုနိုင်ထားမှာဒါပြီးကျွန်တော် Chelsea နဲ့ကြမ်းမယ် Chelsea ဆိုလို့ရှိရင် Champions League ဝင်ခွင့်တနေရာတွေအမှန်ကန်ကစားနေကစားမှာကိုရီးယားဘက်က Chelsea နဲ့ပွဲပြီးတဲ့နဲ့ Europa League Final ကစားမှာဆိုတော့အဲ့ဒီပွဲစဉ်တွေလူချန်တာဘာချန်တာနဲ့သိတယ်မလားအဲ့ပွဲကလူလူစင်းအပြည့်ပါနေမှာမဟုတ်ဘူးဆိုတော့အဲ့ကြလို့ရှိရင်လည်းအချင်းကြီးကကောင်းမှုမရှိဘူးဒါအဲ့လိုမျိုးတွေဆိုတော့ဟိုဒါပြီးနောက်ထပ်တစ်ပွဲကျတော့လေဘယ်လိုပြောမလဲ ယူရိုပါလိဘိုလူပွဲပြီးလို့ရှိရင်လည်းပြောတော့အက်စတိုမီလာနဲ့ဂန်မှာလက်ကျန်ပွဲစဉ်၃ပွဲမှာနှစ်ပွဲဟာကိုရီလုံးဝမနိုင်နိုင်တဲ့အခြေအနေမျိုးတွေလည်းရောက်ဒီပွဲကနိုင်မှုလူခဲ့တာပြည်ထနာကနိုင်အောင်ဒီကောင်တွေမလုပ်နိုင်ခဲ့ပေတဲ့လက်ကျန်နှစ်ပွဲကိုပဲထပ်ပြီးတော့နိုင်ဖို့အခြေအနေမရှိတော့တဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီနော်ဒီပွဲမှာဆိုလို့ရှိရင်ပြတိုက်စင်မှုရက်စမတ်ပရီးမီးယားလိမှာကျွန်တော်တီးတဲ့ပို့ပြီးတော့အဆင့်တက်ဖို့ကြိုးပမ်းမယ်ဆိုရင်နောက်ရာသီမှာပေါ့နော်ရက်စမတ်ဥဆောင်နဲ့တိုက်စင်နေကျွန်တော်ရှေ့ဆက်လို့မရဘူးအပိုင်အခွင့်အရေးနှလုံးရတယ်တလုံးမမဝင်ဘူး နော်ဂိုးသမားဒုတိယလုံးမှာဂိုးသမားပုတ်တာကောင်းနေဘာညာကျွန်တော်ပြောကြတယ်။ဒါပေမဲ့ဗျာနော်ဒီကောင်ကမင်းငါးခိုက်လောက်ပဲဝေးတာဂိုးနေရ။အဲ့ဒါကိုဝင်အောင်မကန်နိုင်ဘူးမြေမြေအာရီယူလာဘလောက်ပဲပုတ်တာပဲပြောပြောကွာ။အဲ့လုံကဝင်အောင်ကန်ကိုကန်နေရမှာ။ဒီလိုရှင်ကျွန်တော်တံပြန်ကနေတဆင့်နော်ဖာနန်ဒက်စ်တော်တော်ကောင်းကောင်းပြေးလိုက်တဲ့အလုံးကိုအာမက်ရသွားပြီးတော့အာမက်ရဲ့သူ့ရဲ့ခန္ဓာချိုးရဲ့၃ယောက်ရှိနေတာ။အဲ့ဒါကိုကျွန်တော်တို့ကရက်စမက်ကိုချပြီးတဲ့ဒီကောင်ညာနဲ့ပိတ်တာဂိုးသမားတက်တဲ့မှန်ပြီးတော့ထွက်သွားတယ်။ဘူးကမရဘူးပြောချင်တာကအပိုင်အခွင့်အရေးတွေကိုတိုက်စစ်မှုတယောက်က အသုံးမချနိုင်ဘူးဆိုလို့ရှိရင်ဒီအသင်းဟာကျွန်တော်တို့အနေနဲ့ဆွဲတင်ပြီးမှကစားမှရှိမှာမဟုတ်ဘူး။ကွင်းလယ်ကစားမတွေဂိုးသွင်းတဲ့ဖန်တီးမှုတွေလုပ်တယ်။တိုက်စစ်မှာကစားတဲ့ကော်နီလောက်ဒီမှာ consistent ဖြစ်တဲ့ twin goal နဲ့ဖန်တီးမှုတွေကိုကျွန်တော်မျှော်လင့်လို့မရဘူး။အဲကြောင့်တိုက်စစ်မှာ Rasmus Hojlund ကိုအားကိုးနေတဲ့ကိုရီးယား United ကဘာမှတိတ်ပြီးတော့ထူးထူးခြားခြားဖြစ်လာဖို့မရှိဘူးပေါ့နော်။ဒါဟာယာဒီကုံလုံငန်းနီးမှုလို့မင်းကန်ကောင်းနေပြောရမယ်။ဒါမဲ့ညရာဒီအပြောင်းအရွှေ့မှာတိုက်စစ်မှုနေရာကိုကျွန်တော်ကလုံးဝ upgrade လုပ်နိုင်မှရမှာ။ တော်တော်ကိုစူးစူးဝါးဝါပါနော်ကစားမတွေပွဲအတွင်းမှာကစားသွားတာအော်ငါတို့တော့ဒီပွဲကဟေးနော်ဒါဒီပွဲရှုံးလို့ရှိရင်သိတယ်မလားဒီအစင်က16လောက်ကျတော့ရောက်တော့မှာတော်တော်လည်းပဲအခုလည်းပဲတိတ်ကွာတဲ့အနေထားမဟုတ်တော်တော်တော့ရှက်เสียကောင်းနေပြီနော်ဒီပွဲတော့နိုင်အောင်ကံမရမယ်ဆိုတဲ့ပုံစံမျိုးဘာမှမတွေ့ကြရဘူးငါတို့ရဲ့ Europa League Final ကိုတက်ထားပြီးသားပဲကွာဆိုတဲ့ပုံစံမျိုးနဲ့ Premier League ကိုအာယုံဆိုင်ဆရာမလို့တော့ပါဘူးလေဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်တယ်လေကစားသွားတာ MU နဲ့ဒါကိုကျွန်တော်တို့နေကစားမားတွေနေပေါ့နော် ပွဲတိုင်းနိုင်ပွဲလူချင်းတဲ့အာဂျင်စီဝင်ကိုမခံစားရဘူးဆိုတဲ့မျိုးကြီးပြောသွားတယ်။ဇာမားဒီနေနဲ့တာဝန်ယူစိတ်တော်တော်မဲ့ပါတယ်နော်။နီးပြအနေနဲ့လည်းလူထုပ်ပုံတွေပါတယ်ကစားအခုဆိုလန်နီယူရိုပါလို့ကျွန်တော်နားသွားပြီ။ဒါလုံးဝပွဲထွက်လူစင်းနေမှာပါမလာတဲ့နဲ့ဇာမားဒီလီနီလော့ဖ်တို့ပါတော့အရင်မှရှိရတာနဲ့ဘောနော်ပွဲထုတ်မလာတဲ့အကျိုးဆက်တွေပဲ။ဆိုတော့ယူပါလိဖိုင်နယ်အတွက်ယူရိုမလွဲဘူးမျှော်လင့်ရမှာဒါပဲဆိုတော့ NNA များတယ်ဗျအာကူဝမ်ကဇာမားဒီကိုအရေးအကြီးဆုံးပွဲမတိုင်ခင်မှာတုံးတာ။ဒီမှာလူစင်းအပြည့်မတုံးလို့ဝက်ဆန်းကိုအနံမြူနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးရတာမဟုတ်သေးဘူးတိတ်ပဲမရှိသေးဘူး။ နော်ဒီမှာဒါကြောင့်ဝက်ဆန်ကိုကျွန်တော်ရှုံးသွားတယ်ကစားမရီနေနဲ့တောင်ယူစိမ့်နဲ့ကျွန်တော်ဒါကစားဖို့လိုအပ်ခဲ့တဲ့ပွဲပါတိုက်စစ်ကတော့တော်တော်ကိုစုပ်ပြတ်ခဲ့တဲ့ပွဲတွေကျွန်တော်ပြောရမယ်ဝက်ဆန်ဘက်ကတပွဲလုံးမှာ9ပေါက်ကန်တာ9ချိန်ပဲရှိတာ4ချိန်9ပေါက်တဲ့တယ်2ရတယ်ကိုရီဒီပွဲမှာ9ပေါက်ကန်တာအကျိတ်20ရှိတယ်ဗျာ9ချိန်ပဲ9ပေါက်တဲ့တယ်တိုက်စစ်ရဲ့ပေါ်တော့ကျွန်တော်ဒါပြိုင်ဘက်ကိုချင်းချောက်နိုင်စွာအားနည်းမှုကိုကျွန်တော်ပြတာပဲအဲ့တော့တော်တော်ကိုစူးစူးဝါးဝါးပါပဲဒီယာဒီကတော့ နှစ်ပေါင်း52နှစ်အတွင်းမှာပထမဆုံးဆိုလို့ပရီးမီးယားလိမ်မှာ16ပွဲကျွန်တော်ရှုံးပွဲကြုံရတယ်။နော်ဆိုတော့ဒါဟာတတော်ကြီးကိုစိုးဝါးလုံးနဲ့နေတာဖြစ်နေပြီ52နှစ်တာကာလအတော်တွင်းကစံချင်ဒီကိုကျွန်တော်ချိုးနေပြီဆိုတော့တတော်ကိုအချိန်ကြီးစိုးလုံးနေတာကိုမြင်နိုင်နေပါတော့။ဆိုတော့ရှေ့လျှောက်ပြီးတော့လည်းပွဲစဉ်တွေတိတ်မကျင်တော့တာပဲကံကောင်းတယ်လို့ကျွန်တော်ပြောရမလို့ဖြစ်နေပြီ။နော်ကျန်တဲ့3နှစ်ကတန်းအရင်ဆင်းသွားတာဆင်းဖို့တည်ကြတော့ဖြစ်သွားတာပဲအရန်ကံကောင်းတယ်လို့ကျွန်တော်ပြောရမလို့ဖြစ်နေပြီနော်။ဆိုတော့ညီကလေးနေတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်။